ကလေး၃ယောက်ရှိနေပြီအသက်တရလည်းကြီးနေပြီဒါပေမဲ့ဖောက်ပြန်နေလို့မဲ့နော်တရား၆ဆရာကောင်းနေဒါဖောက်ပြန်နေတဲ့ဟာကိုလက်ဘူးလက်ချက်မိလို့ဒါဖြစ်ရှင်းနေကြတာဗျသူတို့ဘလို့ဖြစ်ရှင်းနေလဲကျွန်တော်ကြည့်ကြည့်ကြရအောင်ယောက်ျားကညညူလို့ညညူစင်းလေးပြန်နော် တစ်ဖက်ကလည်းဗီဒီယိုရိုက်နေတာဗီဒီယိုရိုက်တာလည်းကြည့်နေရသေးတာတကယ်ရှက်စရာကြီးပေါ့ဗျာဒီမှာတော့ဖြည်းဖြည်းချော့ချော့ပဲဗျာနော်ကလေးတော်အောင်လို့ဆိုပြီး ိုကအမားချူးလွန်ထားတာအမားလောက်ထားတာဆိုတော့ဘာမှပြန်လို့လို့မလွယ်ဘူးเนาะထုတ်ဖို့ရသွားယူရောကလေးတော်မျက်နှာလင်းကြီးရဲ့မျက်နှာဘာမှထက်မတော့ဘူးလိုက်တော်မယ်ဆိုရင်လည်းလိုက်တော်လိုက်တော်မယ်စိတ်ချုပ်တယ်စိတ်ပူတယ်เนาะ ကိုယ့်ရဲ့အာသာဇဏခံစားမှုတွေပြေပြောင်းဖို့အဆင်ပြေဖို့အတွက်ပဲအားလုံးစိုက်နေတာမလွယ်ဘူးเนาะ ဖောက်ပြန်နေတော့လူတွေမသိခင်တော့အဆင်ပြေနေတာကောင်းနေတာဒါပေမဲ့မိသွားပြီဆိုတော့တကယ်ကိုရှက်စရာကြီးရတော့ဒါသတိထားစရာပဲ လမ်းစေးတောင်ပတ်စံမရှိဘူးတဲ့နော်အလကားရလို့လုတ်ပြီဆိုတာပဲနော်လမ်းစေးတောင်ပတ်စံမရှိတဲ့လူနော်ခံစားမှုတွေနော်ကြောက်ကြောက်မင်းလား ဟာမိန်းကလေးရလဲနော်လင်းကြီးနဲ့သားသမီးတွေကိုဂယုမဆိုင်ဘူးတတလုံးကိစ္စပြေလေရွတ်တယ်ဒီဘာမှလမ်းစိတ်တောင်မရှိတဲ့လူနောက်ကိုလိုက်မယ်ဆိုလဲလိုက်သွားလိုက်မယ်ဆိုတာမျိုးကြီးရနော်စစ်မှလဲတာသူကရေလာမြောင်းပေးပြောနေကြတာဗျာဘောင်းဆိုတော့တော့မလုံတော့ပါဘူးတော့မဖြစ်စေရပါဘူးဆိုတဲ့ဂရီပေးမှုမျိုးကိုလိုချင်နေကြတာဒီဗီဒီယိုရိုက်တဲ့လူနဲ့သူ့ရဲ့ယောက်ျားကလည်းဒါကြည့်ပြလက်ခံပြီးတော့ပြန်ပေါင်းဖို့လုပ်နေကြတဲ့ပုံစံပဲဗျာနော် အဲ့ကြတော့ဒီလိုမျိုးကလေးသမားရှိနေပြအသက်ရည်ကြီးနေပြီဆိုတော့မှဖောက်ပြန်နေတဲ့မိမကိုဘယ်လိုမျိုးလှုပ်တင်လဲကျွန်တော်တို့ကဒီလိုယောက်ျားဒီယောက်ျားနေရာကနေဆိုရင်ဘယ်လိုမျိုးစဉ်းစားဆုံးဖြတ်ကြမလဲဆိုတာအကောမလေးကြီးခဲ့ပေးကြပါဦးဗျာ